တ်လ10ရက်နေ့ကပုဂ္ဂလိကပိုင်ရဟယင်တစဉ်ဟာရုပ်မြင်သံကြားထုတ်လွှင့်တဲ့တာဝါရိုင်းနဲ့တိုက်မိသွားခဲ့ပြီးနောက်ပြက်ကျသွားတဲ့အတွက်ရုရှားနိုင်ငံသား၄ဦးအပါအဝင်ခနဦးသေဆုံးသွားတယ်လို့အစ္စတန်ဘူမြို့တော်ဝန်ရဲ့ပြောကြားချက်ကိုကိုးကားပြီးဒေတာရင်းမီဒီယာတို့ကဖော်ပြခဲ့ပါဗျာ။ ရဟယင်ပြတ်ကျသွားလို့လူခဏယောက်သေဆုံးသွားပါရယ်သူတို့ရဲ့မိတ်ဆွေတွေသူတို့ချစ်ရတဲ့သူတွေကိုသာဝမ်းနည်းကြောင်းပြောကြားလိုပါရယ်လို့အစ္စတန်ဘူမြို့တော်ဝန်ခါတာတော်ဘက်ရဲ့ပြောစကားကိုဟာရီယက်နေစဉ်သတင်းစာကဖော်ပြခဲ့ပါရယ်မြို့ရေအုပ်ဆိုင်နေတဲ့ရာသီဥတုကြောင့်ပြတ်ကျသွားတာဖြစ်နိုင်ပါရယ်လို့တူရကီမီဒီယာကသတင်းတွေဖော်ပြခဲ့ပါရယ်အဲ့ဒီရဟယင်ဟာတူရကီစီးပွားရေးလုပ်ငန်းစုကြီး SRC ဘာစီကပိုင်တဲ့ Seagull Sky SMD6 ရဟယင်ဖြစ်ပြီးခီးတဲ့ငေါင်းနဲ့မောင်းသူနှစ်ဦးပါဝင်တယ်လို့ဒိုဂန်ပုဂ္ဂလိက သတင်းအေဂျင်စီကဖော်ပြခဲ့ပါရယ်။ရဟတ်ယင်ပေါ်မှာရုရှားဧည့်သည်၄ဦးနဲ့ကုမ္ပဏီအမှုဆောင်တအုပ်တို့ပါဝင်တယ်လို့ SRC ဘာချီလုံငန်းအကြီးအကဲ ဗိုလ်က SRC ဘာရှိကရုတ်တံထုတ်လင်းပေးတဲ့သတင်းမှာပြောကြားခဲ့တယ်လို့ဆိုပါရယ်ရုရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့အကြက်တဲစီမံခန့်ခွဲဌာနကတော့တည်ဆုံသွားသူတွေထဲမှာရုရှားနိုင်ငံသားလေးဦးပါဝင်ကြောင်း Twitter ကနေအတည်ပြုပေးခဲ့တယ်လို့သိရပါရယ်ရဟယင်ဟာအစ္စတန်ဘူအာဂတ်တ်လေးစိတ်ကနေဒေတာစံတော်ချိန်မနက်7:16မိနစ်မှာပြန်တက်ခဲ့တာဖြစ်ပြီး၄မိနစ်ကြာမှရုံမြင့်တန်းကြားထုတ်လွှင့်တဲ့တာဝါရိုင်းကိုတိုက်မိပြီးနောက်ပြတ်ကျသွားခဲ့တာဖြစ်တယ်လို့တူရကီတေယူပို့ဆောင်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ကြောင်းနိုင်ငံပိုင်သတ တင်းဌာနအနာဒိုလူကကိုးကားဖော်ပြခဲ့ပါရယ်မတ်လ10ရက်နေ့မှာတူရကီသမ္မတအာဒိုဂန်ဟာရုရှားသမ္မတပူတင်နဲ့မော်စကိုမြို့မှာတွေ့ဆုံနေတော့ရဟတ်ရင်ပြတ်ကြမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါရယ်